ုံမှန်လက်စွမ်းနေပြန်ရနေတဲ့ AE လို့တင်ဟို key fan တဲ့မစ်လိန်နာ A5 ရဲ့ဇူရှင်းတဲ့အနိုင်ယူရပါတယ် key fan တဲ့ဟာ season တိုင်းမှာ MPN Indonesia ရဲ့ premier အသင်းတင်ဖြစ်နေတော့မှာဗျာအဲ့တော့ DVO လေးမှာအရင်ရှေ့ကကစားခဲ့တဲ့ MPN Indonesia season 15ရဲ့ V4 day 2မှာရှင်ပြန်ကစားသွားခဲ့တဲ့ AE ဘက်က key fan တဲ့တို့ပွဲစဉ်မှာ AE တဲ့ရဲ့ respect hero တွေကိုထည့်ပန်းပြီးဘလို့အနိုင်ယူရလဲဆိုတာကို DVO လေးမှာသုံးသပ်ပေးပါပါမယ် ဂိမ်းဝိုင်းအတွက်ကိုကြည့်လိုက်မယ်ဆိုရင်ဂီဖန်အသင်းဘက်ကဂရော့ကကနဲ့ဟေးရလို့ဖရိုင်နာဟီးရိုးတွေကိုဖာဆာလို့အာလီမဂျစ်ဒမ်းမိန်နဲ့လိုက်ချလို့ရတဲ့ဟီးရိုးနဲ့ထွက်လာခဲ့ပေမဲ့အေးအီးအသင်းဘက်ကဖိုက်တာဖရိုင်နာတွေကိုမှဟာရာဂူဇာလိုမိုဘိုလီတီမြန်တဲ့အဆက်စင်ဟီးရိုးအပြင်ဆယ်လီနာလိုဒဇေးဘဲနဲ့ဗီရှင်အားတာတဲ့ဟီးရိုးနဲ့ဂိမ်းဝါကိုအဂရက်ဆန်ဆော်ပြီးအနိုင်ပြသွားတာ။ အင်ကင်းကိုကြည့်လိုက်မယ်ဆိုရင်လည်း AE အသင်းဘက်ကထွက်လာတဲ့ Fighter Fire 9ရဲ့အားတွာချက်က Objective တွေမှာ KR ကိုပဲဗတ်တဲအရင်ပြေးဆိုင်တယ်လို့ Selina နဲ့ချောင်ကွန်ဘိုကလည်း Gifan အသင်းရဲ့ Fire 9တွေကိုမိရနဲ့တိုက်ဖြတ်လို့ရတယ်အဲ့ဒါကြောင့် Gifan အသင်းဘက်က Fry and I အနေနဲ့အာလီမာတွေကခဏခဏသေပြီးဖမ်းခံနေရတာက Harrit လို့ Hero တော့ပါ Space ပျောက်သွားပြီ။ Game 1တပွဲလုံးမှာ AE အသင်းဘက်က Selina ရဲ့ Stand ထိရနဲ့ Battle အတင်းဝင်လုံးပြီး Gifan အသင်းကို Strategy တင်မြောက်လုပ်ပြီးဆော့သွားတာက Game 1မှာ Gifan အသင်းအနေနဲ့ဘာမှမပြတ်မလို့နိုင်ဘူးလို့ပြောလို့ရတယ်။ Dan dengan sangat baik ketika dia kehilangan dua pemainnya. Dan pang ketiga. Mabuka berhasil tapi nampaknya Haid. Dan kawan-kawan mencoba untuk fokus ke arah PSG. Beliau mampu terjadi dan alter ego. Aku uji ni ya NBA Indo, NBA Filipina. Asasi ya, nangan dengan NBA buat ni miao. Wain sebab ni sejarah sebab kamera ke sana ni Saya pun zalo kau punya ni solution. Kau mana masih ni 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 sensor dulu ya dulu. telegrama, ah, NBA Live Wain itu siapa? Kau punya ni apa? Kau ဗီဒီယိုလေးကိုဆက်လိုက်အောင်ဂိမ်းဒူးဒရော့ကိုကြည့်လိုက်မယ်ဆိုရင်ခီဖန်အသင်းဘက်ကသူတို့ဂိမ်းဝမ်းမှာဒုက္ခပေးခဲ့တဲ့ဆက်လင်နာကိုတဲပန်းပြီးဇူရှင်းလိုဟီးရိုးအပြင်ဖိုက်တာအင်နီရှိတာတွေကိုမှဟဲရီလိုဂိုးလိန်နာနဲ့ထွက်လာတဲ့ဒရော့ကိုအေးအသင်းဘက်ကဂရော့ကကနဲ့ဆီစီလိုအင်နီရှိတာတွေကိုရင်းဟာရာဘူဇာနဲ့လေဂိမ်းမော့စကိုဖရာမစ်လိုဘတဲမှာအတားရတယ်မဟီယိုနဲ့ဆိုတော့ဒရော့ကနှစ်သင်းလုံးကမျှရည်လို့ပြောလို့ရတယ် ဒါပေမဲ့အင်ဂိတ်ကိုတွက်ကြည့်လိုက်မယ်ဆိုရင် Gifan အသင်းဘက်ကဂလူးနဲ့ Sushin လို့ hero တွေကြောင့် objective တွေမှာ position အတားရသလိုဂလူးရဲ့ front end ကအတင်းခေါင်းတို့ဝင်ပြီး AE ဘက်ကိုလိုက်ချနေတာအာရာဘူးစားလို့ assassin channel အတွက်တော်တော်လေးအာရုံနောက်ဖို့ကောင်းတယ်ဗျာ Gifan ဘက်ကဂလူးနဲ့ Sushin တွဲလုံက objective တွေမှာဘယ်လိုစိတ်ကင်တာပြလဲဆိုရင် brother ကိုလည်းခံမှုမှာပါ နောက်ပြီးအေအေးဘက်ကယူထားတဲ့ Framic ကလည်းဘက်တရီမှနေသားတော့မထွက်တာဒီပွဲမှာအေအေးအတွက်တကယ်ကိုကခဲသွားပြီအေအေးဘက်ကလေဂိမော့စကိုပါဒေပိုရှင်လို့ယူနေမဟုတ်ပဲအခုလို Spear နဲ့လာပြီးပြပြတင်နေတာအေအေးအတွက်ဘလူးမော့ကိုကဲမပွိုင်းရှာမရပဲဂိမ်းတူကိုပါရှုံးပေးလိုက်ရတယ် Wah, ini membuat keputusan yang sangat salah dan game ketika eh ဂိန်းသရီးအတွက်ကိုကြည့်လိုက်မယ်ဆိုရင်ဂီဖန်အသင်းဘက်ကဆယ်လီနာကိုရက်စပါဘန်ထပ်ပန်းပြီးအေအီဘက်ကလည်းဂလူးကိုထပ်မပေးတော့ပဲတန်းပန်းသလိုဖိုက်တာဖရိုင်နာတွေကလေဂိန်းမော့စကိုနဲ့ဟာရာဘူဇာလိုအဆက်စင်ဂျန်ဂယ်လာနဲ့ထပ်ထွက်လာခဲ့ပေမဲ့ဂီဖန်အသင်းဘက်ကမီလင်းစုရှင်ကိုထပ်ယူထားပြီးဗဒန်နဲ့ဂရော့ကာကလိုဖရိုင်နာအပြင်ဂရန်ဂျာနဲ့ဆိုယူလိုအာလီတမ်မီပေးနိုင်မယ့်ဟီးရိုးတွေနဲ့ဂိန်းသရီးကိုထပ်ပြီးတော့အနိုင်ပြသွားတယ်လို့ပြောလို့ရတယ် တင်ခဲကိုကြည့်လိုက်မယ်ဆိုရင်လေဇူရှင်းလိုဟီးရိုးအကြောင်းခီဖန်အသင်းဘက်ကို AE ဘက်ကဂိန်းတူးရလို့ပဲ objective တွေမှာဘလို့မှအနာဂတ်ခွင့်မရပဲဖြစ်နေတယ်လို့ခီဖန်အသင်းဘက်ကဗဒန်နဲ့ဂရော့ကကလို့တစေးပဲစတန်နေရင်နောက်မှာဂရန်ညာနဲ့ဆိုယူလို့အာလီတမ်းပဲအများကြီးပေးနိုင်တဲ့ကော်ဟီရိုးအကြောင်းခီဖန်အသင်းဘက်ကဗဒန်တိုင်းမှာလှုပ်ချင်နိုင်လှုပ်သူလို့ဖြစ်နေတယ်ဗျာ A1 ရဲ့ဇူရှင်းစီကထွက်လာတဲ့ performance ကလည်းဂိန်းတူးမော်ဂိန်း3မှာပါတော်တော်လေးကောင်းနေတာကြောင့် AE ဘက်က frightener တွေမဟုတ်ပဲ하ရောက်ပူစားလို့ assassin jungler တို့ကပါတော်တော်လေးကိုဒုက္ခများဝပြီး game 3မှာပါအရှုံးနဲ့ရင်ဆိုင်လိုက်ရပြီး2-1ဆိုတဲ့ရ လတ်နဲ့ကီဖန်အသင်းဘက်ကပဲနိုင်ပွဲကိုရယူသွားရင်လည်းဒီဗျိုလေးကိုအဆုံးသတ်ချင်ပါတယ်။ဒီဗျိုလေးကိုဒွဲနှက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Facebook page လေးဖြစ်တဲ့ NH Like ကို Like and Follow လုပ်နေလဲအပိတ်လို့ရပါတယ်။ Brother တို့ရဲ့ Message ပေါ်တာပေါင်းတဲ့တို့လည်းဒီဗျိုလေးကို Share ဝင်ပေးကြပါနဲ့။ Game နဲ့ပတ်သက်ပြီးဒီနေ့ရှင်တော့ Comment မှာ Comment ပေးလို့ရပါတယ်။အထရီကော